ဂျပန်ကာကွယ်ရေးဝန်ကြီးဟာအနောက်ဘက်အကြဆုံးကျွန်းမှာတလဘက်ပြစ်ဒုံးကြီးတွေတက်ဖြန့်ချထားမဲ့အစီအစဉ်တွေကိုတနင်္ဂနွေနေ့မှာထပ်မံအတည်ပြုခဲ့ပြီးထိုင်ဝမ်နဲ့ဆက်လျင်ပြီးတရုတ်နဲ့ပုတ်တိုက်မှုတွေပုံမပြင်းထန်လာချိန်မှာဒေသရင်းလုံခြုံရေးအတွက်ဂျပန်ရဲ့စိုးရိမ်မှုတွေတိုးပွားလာတာကိုပြသနေပါတယ်။ထိုင်ဝမ်ရဲ့အရှေ့ဘက်130ကီလိုမီတာမာယာဖြစ်68မိုင်အကွာမှာရှိတဲ့ယူနာဂူနီစစ်စခန်းကိုတွားရောက်တဲ့အချိန်ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအီဇူမီက ဒုံးကျည်တက်ပြတ်မှုဟာတမတ်ချိန်စီရအတိုင်းဆက်လက်ရှိနေမှာဖြစ်ပြီးတက်မမှုတွေမြင့်တက်လာစေဖို့မဟုတ်ပဲဟန်တာနိုင်စွမ်းကိုမြင့်တင်ဖို့ရည်ပဲကြောင်းပြောကြားခဲ့ပါတယ်။ဒုံးကျည်တက်ပြန့်ချထားမှုဟာကျွန်တော်တို့နိုင်ငံအပေါ်လက်နက်ကင်တက်ခတ်မှုဖြစ်နိုင်ခြေကိုရှော့ချပေးနိုင်တယ်။ဒေတာရင်းတက်မမှုတွေကိုမြင့်တက်စေမယ်ဆိုတဲ့အမြင်ဟာမှန်ကန်မှုမရှိပါဘူးလို့ကိုအီဇူမီကဆက်စခန်းကိုပထမဆုံးတရားဝင်ခရီးစဉ်အတွင်းမှာပြောကြားခဲ့ပါတယ်။ စီစဉ်ထားတဲ့ဒုံးကျည်ဖြန့်ကျက်မှုဟာထိုင်ဝမ်နဲ့အငင်းပွားဖွဲ့အရှိတရုတ်ပင်လယ်အထိကျယ်ပြန့်တဲ့မဟာဗျူဟာမြောက်လမ်းကြောင်းတစ်ခုဖြစ်တဲ့တောင်ပိုင်းကျွန်းစုတစ်လျှောက်ဂျပန်ရဲ့ပိုမိုကျယ်ပြန့်တဲ့စည်ရေးတည်ဆောက်မှုတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။တရုတ်ကစည်ရေးစွမ်းရည်တွေတိုးချဲ့လာတာနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်နဲ့ပတ်သက်ပြီးပြည်ပခဖြစ်ပေါ်နိုင်ခြေစိုးရိမ်မှုတွေရှိနေတဲ့အချိန်မှာဂျပန်ကစစ်ဘက်ဆိုင်ရာကျိုးပန်းမှုတွေကိုအရှိန်မြင့်လှုပ်ဆောင်လာတာပါ။ဂျပန်နဲ့တရုတ်ကြားမကြသေးခင်ကဖြစ်ပွားခဲ့တဲ့ပြည်ပခတွေဟာ ဝန်ကြီးချုပ်ဆာနာအက်တာကာအီချီရဲ့မှတ်ချက်တွေကြောင့်ပုံမဆိုးရွားလာခဲ့ပါတယ်။တာကာအီချီကထိုင်ဝမ်ကိုတရုတ်တိုက်ခိုက်လာလို့ရှိရင်ဂျပန်နိုင်ငံအနေနဲ့တခြားနိုင်ငံတွေနဲ့ပူးပေါင်းပါဝင်နိုင်တယ်ဆိုတဲ့ဖြစ်နိုင်ခြေကို အခုလအစောပိုင်းမှာထုတ်ဖော်ပြောကြားခဲ့တာပါ။တရုတ်ကအဲ့ဒီပြောကြားချက်အပေါ်ပြင်းထန်စွာရှုတ်ချခဲ့ပြီးစီးပွားရေးအရာလက်တုပ်ပြန်ခဲ့ပါတယ်။တာကိုအီချီဟာဂျပန်ရဲ့ရေရှည်မူဝါဒကိုပြောင်းလဲခဲ့တဲ့ဆိုတဲ့တရုတ်ရဲ့ပြောဆိုချက်တွေကိုလည်း ဂျပန်ကလုံးဝအခြေမြစ်မရှိဆိုပြီးတော့ပယ်ချခဲ့ပါတယ်။ကိုအီဇူမီဟာယိုနာကူနီကိုမရောက်မီအီရှိကာဂီနဲ့မီယာကိုတွန်းနေမှာရှိတဲ့စစ်အခြေဆိုင်စခန်းတွေကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။အီရှိကာဂီအခြေဆိုင်စခန်းမှာတင်မောဖြတ်ဒုံးကျည်စနစ်တွေရှိပြီးတော့မီယာကိုစခန်းကတော့ခဲယမ်းမီကြောက်တူလောင်ရှင်တွေနဲ့တခြားအဆောင်အုံတွေပါရှိတဲ့အဓိက လေကြောင်းစောင့်ကြည့်ရေးဗဟုချက်ဖြစ်ပါတယ်။ကျောင်းနှစ်ကျောင်းစလုံးဟာအရေးပါတဲ့ပင်လယ်ရေကြောင်းတွားလာရေးလမ်းကြောင်းတစ်လျှောက်မှာတည်ရှိပြီး အရှေ့ဘက်အိုကီနာဝါကျွန်းမှာရှိတဲ့အမေရိကန်နဲ့ဂျပန်တို့ရဲ့အထက်စခန်းတွေကပံ့ပိုးပေးထားပါတယ်။တာယာလှပတဲ့ရေငုပ်နေရာအဖြစ်နာမည်ကျော်တဲ့ယူနာကူနီကျွန်းဟာမဟာဗျူဟာမြောက်ပို့ပြီးတော့အရေးပါလာပါတယ်။အဲဒီကျွန်းမှာအနီးနားပင်လယ်ပြင်နဲ့လေပိုင်းနက်တွေကိုထောက်လှမ်းနိုင်တဲ့စောင့်ကြည့်ရေဒါစက်တွေနဲ့ရန်သူရဲ့ဆက်သွယ်ရေးနဲ့လမ်းညွှန်မှုစနစ်တွေကိုဟန်တားနိုင်တဲ့2024ခုနှစ်မှာတည်ထောင်ခဲ့တဲ့ electronic စစ်ဆင်ရေးတပ်ဖွဲ့ရှိပါတယ်။ မကြသေးခင်သတင်းပတ်တွေအတွင်းမှာ American စစ်တပ်ဟာ Okinawa ကနေ Yonaguni ကိုထောက်ပံ့ရေးပစ္စည်းတွေတည်ယူပို့ဆောင်တာနဲ့ရှေ့တန်းစစ်စင်ရေးအခြေစိုက်စခန်းတစ်ခုကိုလျင်မြန်စွာဖန်တီးနိုင်ရေးသရံတူလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ပါတယ်။ 2022ခုနှစ်မှာ American Outlook တော်ဥက္ကဋ္ဌ Nancy Pelosi ထိုင်ဝမ်ကိုရောက်လာပြီးတဲ့နောက်စတင်ခဲ့တဲ့စည်ရေးလက်ကျင့်မှုတွေအတွက်မှာတရုတ်ရဲ့ပယ်ထိန်ဒုံးကျည်တွေဟာယူနာဂူနီရဲ့တောင်ဘက်ပင်လယ်ပြင်မှာကြာရောက်ခဲ့ပြီးတော့ပြည်ပကဖြစ်နိုင်တဲ့နေရာတွေနဲ့ကျွန်းရဲ့နီးကပ်မှုကပိုပြီးတော့တည်သားလာခဲ့ပါတယ်။ကိုအီဇူမီကယူနာဂူနီမြို့တော်ဝင်နဲ့တွေ့ဆုံတဲ့အချိန်မှာဂျပန်ရဲ့ကာကွယ်ရေးကဏ္ဍအကောင်းလာစေဖို့အရေးတကြီးလိုအပ်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။ ဒီနေ့အချိန်မှာဂျပန်ဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းအပြင်းထန်ဆုံးနဲ့အရှုပ်ထွေးဆုံးလုံခြုံရေးပတ်ဝန်းကျင်ကိုရင်ဆိုင်နေရပါတယ်။ယူနာဂူနီကလူတွေအပါအဝင်ဂျပန်ပြည်သူရဲ့ငြိမ်းချမ်းရေးအသက်မွေးဝမ်းကြောင်းတွေကိုကာကွယ်ဖို့ကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့စွမ်းရည်တွေအားကောင်းအောင်ကျွန်တော်တို့လှုံ့ဆော်ရပါမယ်လို့ကိုအီဇူမီကပြောပါတယ်။လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကလွတ်လပ်တဲ့ဗရင်နိုင်ငံတော်ဖြစ်ခဲ့တဲ့ရူဂျူကျွန်းစုရဲ့အတိတ်ကိုထောက်ပြလျက် တရုတ်မီဒီယာတွေကကျွန်းစုအပေါ်ဂျပန်ရဲ့အချုပ်ချာအာဏာနဲ့ပတ်သက်ပြီးမေးခွန်းထုတ်ဖော်ပြလာတဲ့အချိန်မှာတင်းမာမှုတွေကပုံမှုဆိုးရွားလာခဲ့ပါတယ်။အိုဂီနာဝါဇီယန်စုအတွင်မှာလွတ်လပ်ရေးလိုလားတဲ့တောင်းဆိုမှုတွေတိတ်မရှိပေမဲ့ကျွန်းစုတလျှောက်စစ်ဘက်အဆောက်အုံတွေဆက်လက်တိုးချဲ့လာတာနဲ့အမျှဒေသခံများစွာဟာဒေသရင်းပြည်ပကမှာပိတ်မိနေမှာကိုစိုးရိမ်နေကြပါတယ်ရှင်။ လူ့ဘောမီဒီယာရဲ့ဆက်လက်ကြံပြန်ဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝီပေးခြင်းနဲ့ကုလူနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။